ိန်တော်ရေးတက်တန်းခိုင်မြဲအောင်ဒီ၅ချက်ကိုဆောင်ဒီဗီဒီယိုထဲမှာတော့အိန်တော်ရေးတက်တန်းပို့မှုခိုင်မြဲအောင်လှုပ်ဆောင်တဲ့အချက်၅ချက်ကိုမျှဝေပြီးသွားမှာဖြစ်ပါတယ်အပြန်အလှန်လေးစားပါခင်မွန်းကလည်းဇနီးဖြစ်သူကို လေးစားပါဇနီးကလည်းခင်မွန်းကို လေးစားပါအဲ့ဒီလို အပြန်အလှန်လေးစားခြင်းဟာအိန်တော်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဆိုရင်လည်းမားမယ်မထင်ပါဘူးယုံကြည်မှု ဘာမဟုတ်တဲ့ကိစ္စလောက်ကိုတော့မယုံမကြည်မတွေးတင်ပါတယောက်နဲ့တယောက်အပြန်အလှန်ယုံကြည်မှုထားရှိခြင်းက အတော်တန်ပြဿနာတွေကိုဖြေရှင်းနိုင်ပါလိမ့်မယ်အနစ်နာခံခြင်းခင်မွန်းအတွက်ဇနီးတွေကအနစ်နာခံတယ်လို့ဇနီးအတွက်လည်းခင်မွန်းကအနစ်နာခံပေးပါအဲ့ဒီလိုမဟုတ်ပဲဘသူတာတယ်ဘသူနာတယ်လို့တွေးတောနေရင်တော့မကောင်းပါဘူးမိမိတာဝန်မိမိခြေပေါ်ပါစေ ခင်မွန်းမှာလဲခင်မွန်းတာဝန်ယူထားတဲ့တာဝန်ရှိတယ်လို့ဇနီးမှာလဲဇနီးတဲ့တာဝန်ယူတဲ့ကိစ္စတာဝန်တွေရှိကြပါတယ်အဲ့ဒီတာဝန်တွေကိုနှစ်ယောက်လုံးကြည်ပွန်ကြပါစီမေတ္တာစင်းနဲ့ချစ်ပါချစ်ချင်းမေတ္တာကတော့ကျေပြတ်ပါတယ်မိမိရဲ့အိမ်တော်ဘက်ပေါ်ချစ်မှသာအိမ်တော်ကြီးကရေရှည်ခိုင်မြဲမှာဖြစ်ပါတယ်အဲ့ဒီလိုမဟုတ်ပဲချစ်ချင်းမေတ္တာမရှိတဲ့အိမ်တော်ကြီးဆိုတာရေရှည်ခိုင်မြဲဖို့ခက်ခဲပါတယ် ။ဒါကြောင့်အင်တော်ရေးတက်တဲ့ခိုင်မြဲခြင်းနဲ့ဆိုရင်ဒီအချက်လေးတွေကိုလိုက်နာတင်ပါတယ်။